EX နဲ့ကိုနဲ့ဂျာမာဘလို energy ရှိလဲဆိုတာလေးကိုပြပြပေးသွားမယ်အဲ့တော့ဒီ1 2 3ရွေးပြထားပါတော့เนาะ EX နဲ့ကိုနဲ့ဂျာမာရှိရဲ့ energy ကိုကြည့်ရခါမှာတယောက်နဲ့တယောက်ကအာဘလို့ပြောမလဲနှစ်ယောက်မှာတယောက်ကပူတယ်ပေါ့เนาะတယောက်ကပူပြီးတွေ့ညီးတဲ့ energy ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ဂျားထဲမှာအဲ့လိုမျိုးလုံးဝကိုဒီတယောက်ကဒါလည်းကိုဘဝကိုကသူ့ကိုလုံးဝမဆုံးရှုံးခြင်းဘူးဥပမာ तू ပြန်လာမယ်ဆိုရင် ဘယ်ချိန်ဖြစ်ဖြစ်စောင်းဘယ်ချိန်ဖြစ်ဖြစ်ပေါ့နော်စောင်းတိုင်းနေခြင်းလေဆိုတဲ့ပုံစံမျိုးရှိနှစ်ယောက်ကြားမှာကအချင်းနဲ့ပတ်သက်ရင်အထီးမခံတဲ့ energy ရှိတယ်ပြီးတော့တယောက်နဲ့တယောက်ကြားထဲမှာကအဲ့လိုပေါ့နော်စကားတွေအများကြီးပြောဖို့ထက်လောရက်တရားပို့ပြီးတက်တည်ပြတယ်ထိရောက်နိုင်မှုရှိတယ်ဆိုရယ် energy ရှိတယ်အဲ့တော့ဒီအချက်လက်တွေမှာတယောက်တစ်ယောက်ကြားမှာအခုချိန်အဆင်မပြေတဲ့ပုံစံဒီမှာပေါ့နော် ်ချင်းမိတယ်ဆိုတဲ့အရာမှလည်းချစ်ချင်းမေတ္တာမှလည်းသူနဲ့ကိုယ်နဲ့ကတယောက်ကိုတယောက်ဒါတယောက်သေးတော့ပဲပေါ့နော်အဲ့လိုမျိုးသူ့ဘက်ကိုယ့်ဘက်ဒါကိုကသူ့အတွက်တူဦးဒီတော့သူကကိုယ့်ရဲ့တူဦးဒီတော့အဲ့လိုမျိုးစိတ်ခံစားချက်ဖြစ်ဖို့အတွက်အချစ်တွေကိုမလောင်နဲ့တက်နဲ့သွားရမယ်နောက်တစ်ခုကအပျော်ကြီးပဲမဟုတ်ပဲအလုံးနဲ့တက်တည်ပြပဲတစ်ဖက်ကိုတစ်ဖက်ပျော်ရွှင်အောင်ထားနိုင်မှဒီနှစ်ယောက်ရဲ့ပုံစံနေထားအဆင်ပြေမယ်နှစ်ယောက်ရဲ့အကြံမှရှိရဲ difference မှာ love language လုံးဝမတူတယောက်နဲ့တယောက်ကလုံးဝအဲ့လို နေထိုင်ပုံပုံစံတွေတစ်ဖက်အရအချစ်ပေါ်ထားတဲ့ခံစားချက်တွေမတူဘူးအဲ့ဒါတွေကိုတူအောင်လိုက်ညှိတာမျိုးလိုချင်တဲ့စိတ်ဆန္ဒပြည့်ကျင်တဲ့ပုံစံကြောင့်ပို့ပြီးစိတ်မောရတာမျိုးတွေ့တော့ဒီချက်လက်လေးတွေကိုပြင်ဆင်မှရမယ်ဆိုရင်တော့အကောင်ဆုံးဖြစ်တယ်ဗောနော်ဒါကတော့1အတွက်ဖြစ်တယ်အဲ့တော့1 2သွားပေးပါမယ် ထူးခြားကြောင့်နှစ်ယောက်သားကြမှာ highest energy ရှိတယ်။ highest energy သဘောအရာဘလို့လဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်ကအဲဆွဲဆောင်မှုပို့ပြီးတော့ဖြစ်စေတဲ့ energy မျိုးအဲ့လို memories လေးတွေဟိုဘယ်တော့အဲ့လိုတယောက်ကိုတယောက်အဲ့လိုလက်ဆောင်ပစ္စည်းလေးတွေတစ်ဖက်မှာတယောက်ကိုတယောက်ပို့ပြီးနှွေးထွေးမှုလေးတွေဒါလေးတွေတွားရမယ်။အဲ့တော့ချစ်ချင်းမြေတာနဲ့ပတ်သက်ရင်ကြတော့ self love လေးနဲ့တေချာလေးတွားမရမယ်။ညောင်သားကြမှာကနေထွေးတဲ့ချစ်ချင်းမြေတာ energy ပုံစံသဘောကြာက soul mate ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ soul mate ဆိုတဲ့ပုံစံမျိုးကိုသူဘက်ကကြည့်ရင်လည်းသူကကိုယ်အကောင်းဆုံးပေးတာကိုဘက်ကကြည့်ရင်လည်းကိုကသူ့အပြည့်စုံဆုံးပုံစံနေထားသွားတာဒါပေမဲ့ဘာဖြစ်နေရလဲဆိုတော့တရားတယောက်ကြာမှာပွင့်လင်းဖို့လိုအပ်တာနှလုံးသားရဲ့စိတ်ဆန္ဒပုံစံနေထားဒီမှာဒီအချစ်နဲ့ပတ်သက်ပြီးအချစ်တစ်ခုကိုအကြောင်းပြပြီးနှစ်ယောက်ကြာမှာပူလောင်မှုတွေရှိနေတယ်အဲ့တော့အဲ့ညာလေးတွေတေချာလေး control လုပ်နိုင်မှအကောင်းဆုံးပုံစံဖြစ်မယ်။ညောင်သားကြမှာရှေ့ဆက်ပြီးစင်ပြေနိုင်ခြင်းတယောက်ကိုတယောက်ကလုံးဝအဲ့လိုတွေ့တာမှု ်ဘောနောစကားအမာထန်ဒီထက်ကိုကိုကကောင်းစေခြင်းတောင်မှသူ့တော့မလိုအပ်နေမပြောတဲ့အလိုက်တီခြင်းမျိုးပေါ့အဲ့လိုမျိုးလေးနဲ့တေချာသွားနိုင်မှာအဆင်ပြေပါမယ်မဟုတ်ရင်ကြတော့မဟုတ်ရင်ကြတော့ဘောနောနှစ်ယောက်သားကြားထဲမှာအဲ့လိုမျိုးတက်ပါတီတွေကချောင်းနေအဲ့တော့သူ့ဘက်ကိုဘက်မှာအဲ့စတန်ပိုင်းဘောနောအဲ့လိုမျိုးရွေးချယ်စရာပုံစံတွေထားရှိတတ်တယ်နောက်ဆုံးအဲ့လိုကြီးစားဟောင်းနေပါတယ် energy တွေတောင်တွေ့တာဆိုတော့တေချာလေးတော့ညှိနှိုင်းပြီးတော့သွားမှအဆင်ပြေပါမယ်လို့ပြောချင်ပါတယ်နော်အဲဒါကတော့ မောဒီနေ့ရတော့ခေါင်းရှင်ပုံစံဒီထားလေးစစ်ပေးတာဖြစ်တဲ့အတွက်ဖိုင်းရတော့ပါပဲ ES နဲ့ပတ်သက်လို့သိချင်လို့ရှိရင်မွန်းကြီးမှာ package တွေအများကြီးရှိတယ်ဒါဈေးစားစားရှိတယ်၄400ကနေပြီးတော့ဒါ18000ပေါ့နော်အဲ့လိုမျိုးပုံစံဒီထားတိရှိပါတယ်အဲ့အတွက်တနေ့တက်ရကိုလာရောက်မေးမြန်းနိုင်ပါတယ်ဒီညမှာပေါ့နော်အုံးမစအစတော်ရီ page ကိုပဲလာပေးဖို့မအကြံပေးပါရဲ့နော်အမွန်ဒီမှာတခုပြောချင်တာပါလဲဆိုတော့အခုနောက်ပိုင်းမှာ page မှာအများကြုံတွေ့နေရတယ်အဲ့ဒါပါဆိုမွန်တို့က ဒီဈေးနှုန်းဒီ package ဒီ package ထဲမှာဒီအချက်လက်တွေပါတယ်လို့ပြောပြပေးပါတယ်အဲ့ချက်လက်တွေတိုင်းကိုလက်ခံနိုင်မှာ booking ယူခိုင်းတာပါပြီးမိုးဟောတဲ့အခါမှာလည်းအဲ့ချက်လက်တွေအပြည့်မိုးမဟောပါဘူးအဲ့ချက်လက်ကိုမိုးအပြည့်ဆုံးဟောပေးပါတယ်အဲ့အချက်လက်အတွက်ကိုပဲမိုးပဆိုင်ယူရတာဖြစ်ပါတယ်အဲ့တော့ကြံတဲ့အရာအတွက်အဲ့ချက်လက်မှာမပါတော့ကြံတဲ့အရာအတွက်ကိုတော့ extra charges တွေကြာနိုင်တယ် ပေါ့နော်ဒါမျိုးလေးရှိရတကယ်လို့ကိုသိကျင်တဲ့အချက်ကအဲ့ဒီမှာမပါဘူးဆိုရင်ကိုကတခြားပေါ့နော် package အပြည့်စုံကိုလည်းရွှေ့လို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါလေးတစ်ခုကတော့ထပ်ပြီးတော့ပြပြပေးတာပါဒီနောက်ပိုင်းမှာဒါလေးကနည်းနည်းလေးပို့ပြီးရှင်းပြရတာမို့လို့ပေါ့နော်အဲ့တော့ဒါဖိုင်လေးရတယ်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင်